Yeah, I'm okay. Okay. So Terry. If you put it under the light, you can't see the rainbow collar. ဗီယန်နံတမိုင်းချောင်းကိုသိချင်ရင် Gucci တန်တယ်ကိုမဖြစ်မနေရအောင်သွားပါဗီယန်နံတမိုင်းချောင်းကိုသိချင်ရင် War Remnant Museum ကိုရအောင်သွားပါအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ Ho Chi Minh Key စီတာရီယာမြောက်နေဖြစ်ပါတယ် ဒီနှစ်ပလန်ကတော့ဘယ်သွားမှာလဲဆိုလို့ရှိရင် Gucci Tanan ကိုသွားမှာဖြစ်ပါတယ်။ Gucci Tanan ကိုကျွန်တော် Group Tour လေးနဲ့သွားဖြစ်ပါတယ်။လူထုံးနဲ့သွားရတဲ့အကြောင်းရင်းကတိအချက် time saving ဖြစ်ပါတယ်။ခေါင်းရှုပ်ခင်ပြီးတော့ planning လုပ်ရမှာလို့တော့ပေါ့နော်။နေ့အချက်ကကြတော့ဒီလိုမျိုးသမိုင်းဝင်နေရရင်တော့ကြည့်တဲ့အခါမှာ guide ပါတဲ့အတွက်ကိုသိချင်းတဲ့အချက်လေးတွေသိခွင့်ရတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေသိခွင့်ရပါတယ်။၃အချက်ကကြတော့ group tour မှာတင်ချင်းအသေးတွေရနိုင်ပါတယ်။မတူညီတဲ့ကာရှာတွေ အချိန်လုပ်လို့ရတယ်ပြီးလို့ရှိရင်မပြင်းတော့ဘောနော်ဒီ Gucci တိုင်းတော်တဲ့လမ်းပေါ်မှာပဲရှိတယ်ဒီ handicap handicraft ဆိုတဲ့နေရာလေးကိုဝင်ခွင့်ရခဲ့ပါတယ် ီမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတော်တော်များတွေ့ရတယ်။ဒီမျိုးပကြီကားချက်တွေကတိရွက်တွေတိချောက်တွေနဲ့လောက်တာရှိရယ်။ကျဲဥခုံနဲ့လောက်တာရှိရယ်။အဲပြီးတော့ပင်တွေကရရတဲ့ဒီခယူခုံတွေနဲ့လောက်တာရှိပါတယ်။ဒီတက်စိတ်ဝင်စားစရာကောင်းတဲ့ချက်ချက်က Handy Credit ကိုကျွန်တော်တို့ဒီစစ်ပွဲကာလတော့ကဘုံတိုင်ခင်စားခဲ့ရတဲ့ generation တွေပေါ့နော်။ဖြစ်တဲ့အဲ disable တွေကပဲလောက်တာဖြစ်ပါတယ်။ လိုမျိုးခေါင်းရှောင်းမကန်ခြင်းတို့ဘူးတိုးလေး join ပါတယ်ဆိုတော့မှပဲမင်းနဲ့စောစောစီအဆင်ပြေမှုလေးတချို့ဖြစ်သွားပါတယ်ဒီလက်မှတ်ကတငယ်ချင်းတယောက်ဝယ်ပေးတာဖြစ်တဲ့အတွက်သူထည့်တဲ့ဒီဖုန်းနဲ့ပဲထည့်တဲ့အချိန်မှာဖုန်းနဲ့ပဲလွှဲနေတဲ့အတွက်အခြေစမမီဖြစ်သွားတာပါ ကဲအခုတော့ Gujita နယ်တွေကိုရောက်ပါပြီဝင်ဝင်ချင်းပေါက်မှာလည်းဒီလိုမျိုးပန်းဖက်လေးယူလို့ရပါတယ်ဂိတ်ဖြတ်ပြီးတော့စကန်ဖက်ပြီးတော့ဝင်ရမှာဆိုတော့ကျွန်တော်တို့ guide ကနေပြီးတော့လက်မှတ်လေးလိုက်ပွေပါတယ်လက်မှတ်ခါကဒီမှာကြည့်ရတဲ့လောက်ဆိုလို့ရှိရင်3,500ပေးရတယ်ပေါ့နော် ဌာနရေးတစ်ခုလုံးကိုဘာကရိယာအကူအညီမှမပါဘဲနဲ့အခုမြင်တွေ့နေရတဲ့ပေါပြားလေးနဲ့ပဲတူခဲ့ဆိုတာကအရန်ကိုမှစိတ်ဝင်စားစရာကောင်းပါတယ်။ဒီပေါပြားကလည်းအမေရိကန်ကျဲလိုက်တဲ့ဘုံတွေထဲကမပေါကွဲသေးတဲ့ဘုံတိရဲ့ထဲကရလာခဲ့ဒီဘုံခုံတွေကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာဖြစ်ပါတယ်။ okay ကျွန်တော်ဒီနေရာမှာ Gucci တာနယ်အကြောင်းကိုအချင်းချုပ်လေးရှင်းပြပါမယ်အဲ့တော့မေခွန်း၃ခုနဲ့စလိုက်ရအောင်ပါ Gucci တာနယ်ဆိုတာဘာလဲ ဘမာတီရှိရတယ်။ဘာဖြစ်လို့ဒီ VN Con လို့ခေါ်ကြတဲ့ Vietnamese Communist တွေကဒီနေရာကိုရွှေ့ပြီးတော့မှ Gucci Tanan ကိုတိဆောက်ဖို့ဖြေးချခဲ့ရတယ်ပေါ့ Gucci Tanan ဆိုတာ BN စပွဲကာလတုန်းက BN Con နဲ့တိဆောက်အသုံးပြုခဲ့တဲ့ Luxury ရေဖြစ်ပါတယ်အရှေ့အဖြစ်ကီလိုမီတာ250လောက်ထိရှိရယ်မိုင်နဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်155မိုင်လောက်ထိရှိရယ်လို့ပြောလို့ရတယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်ဒီ Luxury ရေရဲ့ထက်ဝက်လောက်ကိုအရှေ့ထက်ဝက်လောက်ကိုပဲ အာဘွဲပရီဇက်လုပ်ထားတယ် maintain လုပ်ထားရလို့သိရတယ်အာ tourist တွေအနေနဲ့ဆိုလို့ရှိရင်နေရာအနည်းငယ်တော့ကိုပဲဝင်ရောက်လေပတ်ခွင့်ရမှာဖြစ်ပါတယ်ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲဂူလန်းချောင်းတွေကရိုးရှင်းရှင်းတကြောင်လေးဖောက်ထားတာမဟုတ်ပါဘူး။တော်တော်လေးကိုမှစနစ်ကျပြီးတော့ viewer မြောက်တယ်လို့ပြောရရပါတယ်။အင်မတန်မှစိတ်ဆက်သေးချာပြီးတော့ viewer မြောက်တယ်လို့ပြောရတာလည်းဆိုလို့ရှိရင် ဂူလန်းချောင်းကတချောင်းနဲ့တလှော်တည်းရှိမနေပဲနဲ့စိတ်၄၅၀လောက်ရှိတယ်။သူ့ကွန်ပါမန့်နဲ့သူခွဲထားပါဗျ။ရန်သူအတွက်တီးတန့်စင်တာနဲ့ထောင်ချောက်တွေရှိတယ်။အသက်ရှူဖို့အတွက် ventilation လမ်းကြောင်းတွေရှိတယ်။ဝါးနဲ့လုပ်ထားတဲ့အသက်ရှူလမ်းကြောင်းတွေပေါ့နော်။ပြီးလို့ရှိရင်ထမင်းချက်ကန်ရှိတယ်။လမ်းနဲ့တူလောင်ရုံတွေရှိတယ်။ဆေးကုကန်ရှိတယ်။အာရေတွင်းကအစရှိတယ်လို့သိရမှာပေါ့။ ဂူချီထာနောကဟိုချီမင်းမြို့ကနေဆိုလို့ရှိရင်ကီလိုမီတာ80ဝေးပါတယ်။အနောက်မြောက်ဆွန်းလွန်းလေးမှာတည်ရှိရပါဘောနော်။ညလုံးလေးနေအောင်ပြောရမယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယားတောင်ဘက်ဘော်ဒါနဲ့ဒီဟိုချီမင်းကြားထဲမှာတည်ရှိပါတယ်။ဘာလို့ဒီဂူချီ area ကိုထာနယ်တွေတိဆောက်ဖို့ရွေးလဲဆိုလို့ရှိရင်တစ်အချက်ဟိုချီမင်းမြို့နဲ့နေတယ်မြို့နဲ့နေတဲ့အတွက်စာနယ်ရိတ်ခါတွေလက်နက်တွေတရားဖို့ကလွယ်ကူတယ်။ နေ့အချက်စိုက်ကွန်မြင့်နဲ့နေပါတယ်မြင့်နဲ့နေရဲ့အတွက်ရေးချောင်းဆိုလို့ရှိရင်ထွက်ပြေးလွတ်မြောက်ဖို့အတွက်လမ်းကြောင်းရှိတယ်။သုံးအချက်ကမ္ဘောဒီးယားဘော်ဒါနဲ့လည်းနေပါတယ်။ရမစံဒါကျွန်တော်တို့ရဲ့ဂိုက်ပါ။သူကမြင်းတဲ့အတိုင်းပါပဲ။ဒီတိုင်းမှအခြေဆိုင်အကောင်းပြီးတော့ပေါ်ရွေတယ်။တော်တော်လေးကိုမှအသေးစိတ်ရှင်းပြနိုင်ပါတယ်။အာလေးအချက်ကကြတော့အဓိကကြမယ်ထင်တယ်။တောင်ကုန်းပေါ်နည်းနည်းရောက်နေတယ်။တောင်ကုန်းပေါ်ရောက်နေတဲ့အတွက်တူးလို့ရှိရင်ရေနဲ့နည်းနည်းကင်းတယ်။ အာပြီးတော့နောက်တစ်ခုရှိတာက swipe red swipe လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ရှမ်းပြည်ဖက်မှာဆိုလို့ရှိရင် မြေနီသားပေါ့မြေနီသားဆိုလို့ရှိရင်တူအဆောက်အလွယ်တယ်တီဆောက်အလွယ်ကူတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီတောထဲရောက်နေတဲ့အတွက်ခြေရာဖြောက်ဖို့အတွက်လွယ်ကူပါတယ် ဲ့တော့ကျွန်တော်တို့အကုန်လုံးသိကြတဲ့အတိုင်း American BNN စပွဲမှာ BNN ကအောင်နိုင်သူဖြစ်တယ်ဆိုတာကအခုလိုမျိုးစနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ဌာနတော်တွေစနစ်တကျစီမံပြင်ဆင်ထားတဲ့ထောင်ချောက်တွေပြီးလို့ရှိရင်ညီအောက်ကဘာမှာစုဖွဲ့မှုကောင်းကောင်းပြင်ဆင်မှုကောင်းကောင်းချိတ်ဆက်မှုကောင်းကောင်းနဲ့အလုံးလုံးကြတဲ့ BNN ခွန်တွေကြောင့်အောင်ပွဲရရနိုင်ပွဲရရဆိုတာကအခုကုရှိတာနယ်ကိုလေ့လာပြီးလို့ရှိရင်ပို့ပြီးတော့မှထင်ရှားမြင်သာစေပါတယ်။ ဒီနေရာမှာကျွန်တော်ကိုစိတ်ဝင်စားစေတဲ့အချက်တစ်ချက်ကဒီထောင်ချောက်တွေကဘယ်လောက်တိတောင်မှ effective ဖြစ်လဲဆိုလို့ရှိရင်ဒီ American စစ်သားတွေပဲဒီထောင်ချောက်မှာတည်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီ BN ခွန်နေတောင်မှကိုယ့်ရဲ့ကိုယ်ပိုင်ထောင်ချောက်နဲ့ကိုတည်တဲ့ BN ခွန်နေများရဲ့လို့သိရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီရာသီဥတုအပြောင်းအလဲမှာကိုယ့်ရဲ့ထောင်ချောက်အမှတ်သားတွေကိုမမှတ်မိရလဲပါတယ်။အဲနောက်တစ်ခုကကြတော့ဒီ US Army ကနေပြီးတော့ဒီဘုံကျဲတဲ့အချိန်မှာ အာပြောမယ်ဆိုလို့ရှိရင်အစိမ့်ငွေဘုံတွေပါကျဲတဲ့အချိန်မှာအပင်တွေပြုံးသွားတယ်ပေါ့နော်အဲ့တော့မတားမတ်ရာတွေကပျောက်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဂူတဲ့ဝင်မကြည့်သေးခင်ပေါ့နော် shooting range ဘက်ကိုရောက်တော့တနက်စမ်းပြစ်လို့ရပါတယ်တနက်ပြစ်တာကကြာတော့ဒီလက်မှတ်ထဲမှာမပါပါဘူးဟိုကြည်စံဖို့ပေးရပါတယ် ကြည်တောင်ကတနက်အမျိုးအစားပုံမူတည်ပြီးတော့ဈေးကွာပါတယ်။ကျွန်တော်ကတော့ EK47 ဖြစ်တဲ့အတွက်တထောင်ကို6တောင်းပေးရတယ်။10တောင်းဖြစ်တဲ့အတွက်6သိန်းပေးရပါတယ်။ Okay. Let's do this. So cool. Wow. That's for new experience. How does it be for you? Hot. Yeah. Bloody hard. So first, You need a banner? Oh my god, you need a pool. Harry. <sighs> but here it goes upstairs again. Wow. Oh. <sighs> okay. Yeah, thank you. Were so you tired. recording the whole time? Uh, yeah. Mm. But. I don't think my camera is doing any justice. ကိုရီးယားထွက်လာတဲ့အခါကျလို့ရှိရင်ခြေလက်ဆေးလို့ရအောင်အတွက်ဒီလိုမျိုးရေပိုက်တွေရဲ့အဆင့်ပေးထားတာကရန်ကုန်မှာအဆင့်ပြပါတယ်။ဘူးထဲမှာကောင်းကောင်းကောက်ကောက်လမ်းလျှောက်ရတော့ထိုင်းလျောက်တော့ပင်မှန်ပါတယ်။ဒါပေမဲ့ခြေလက်ဆေးပြီးလို့ရှိရင်ရေထုတ်စရာရှိတာတောက်ပြီးလို့ရှိရင်ဒီလိုမျိုးပီလော့ပီနံဥလီဒီစင်စားလို့ရပါတယ်။ ီပြည်တော်ပြည်နယ်ဥက္ကဋ္ဌ BN ခွန်နဲ့အသက်ရှင်ဖို့အတွက်အရေးပါတဲ့အစားအစာတစ်ခုဖြစ်ခဲ့ပါတယ်။အရှိကတော့ကျွန်တော်အစာပြေဖို့အတွက်အစားအစာတစ်ခုဖြစ်နေပါတယ်။ So I think we are back to the point we are started. ကဲဂူချီတာနိုခီးစဉ်ရဲ့အပိတ်ကတော့ရုပ်ရှင်လေးကြည့်ပြီးတော့မှဆုံးသက်လို့ရပါတယ်။ ဂူချီတန်တွေကလည်းဟိုတယ်အပြင်ကျတော့ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်မှရက်ပေးပါတယ်။ဆိုင်ကောင်းပေမဲ့ဈေးများတယ်လို့မထင်လိုက်ပါနဲ့။ဈေးသက်သာပါတယ်။အရင်ရတာရှိပါတယ်။